哎，你买哇，新鲜的。Oh no！这个呢？哇，你没太阳没看到。怎么了？来喽。几、啊、嗯，十几年了，有哪几年？懵懂。记得啊，你有保。这个我兔年常见的嘛。阿公、啊，那我出年常见的呀、啊？老老在好,好、okay、的。好吗？OK。 င်းချက်မာကြီးရဲ့အပိုင်းမှာတော့လွယ်ကူရိုးရှင်းနေပါတော့စိတ်လက်ဖတ်ထားအောင်မဟုတ်တယ်ငါးတတာထောင်းလေးလုပ်ရအောင်ဖြစ်ပါတယ်ဒီနီလောက်မရရရလဲဆိုတော့ကျွန်တော်တို့ရဲ့ဆရာကြီးဆရာကြီးပါတော့ကြောက်ကြောက်ပုံပါမင်းလေဟိုမမတန်းတော်နဲ့မဖြစ်ပါဖြစ်ပါနည်းနည်းကြည့်ရအောင်ထမွေလိုက်အောင်ထမွေဆရာကြီးပုံပုံဆရာနေပြီးတော့နီလန်းနေတော့သွားပြီးဓမြတိုက်လာပါတော့အဲ့တော့ तू ကအဲ့လို ရှက်ကီထူတဲ့ချိန်နေတဲ့အဲ့လိုစိတ်လက်ဖက်ထောင်းစားစရာမရှိတဲ့ချိန်ညာအဲ့ဒါလုံးလုံးစားရတဲ့ဆိုတော့အဲ့ဒါလေးထမင်းနဲ့လည်းတွဲစားလို့ကောင်းတယ်အဲပြီးတော့အမီးနေနဲ့လည်းလုံးလုံးကောင်းတယ်ပေါ့နော်ထမအောင်နေနဲ့အထောင်းမို့တော့ပေါ့နော်ဒီအိုးထဲကိုငုပ်ကျွတ်သွန်နီးအကျွတ်သွန်ဖြူငုပ်သီးစိမ်းအဲ့ဒါလေးတွေကိုထည့်ပြီးတော့နှိမ့်လိုက်မယ်ပေါ့နော်ဘိုင်းနာမှာဆိုလို့ပါကျွတ်သွန်ဖြူလည်းထည့်ပါမယ် ဒီဟင်းကနေ budget trader ကျင်တဲ့လူတွေတော့လည်းစင်ပြတော့မှာဆိုတော့ငါတစ်တာတမူးမှ2000ပေါ့ဆိုတော့ဒီကျက်သွန်ပြပါညာနဲ့အဲ့လိုစုပေါင်းလိုက်မယ်ဆိုရှင်3000 4000ပေါ့နော်အဲ့ပချာလေလောင်းနဲ့အာရှားလို့လည်းကောင်းတယ်ပေါ့ဒီဒီဟာဒီဟာဆိုတာ4 5ယောက်စာကွာဂျုံးမှာအလုံးစုစားကြမှာမဟုတ်လို့လားလုံနေရပါတော့နော်ကိုယ့်ကိုတယောက်တည်းဆိုရင်ဒီတမူးဆိုရင်အာစားပါလေကျက်သွန်ပြလေးကအဲ့လိုမဲဝါချစ်စရာလေး Oh no ကျက်သွန်ကြီးက တိမိထက်ရမယ်ရှင်နော်ဟဲ့အဲ့ဒါဆိုဖြူဝဲရင်ထောင်းလိုက်တော့ကဲပထမဆုံးစပြီးထောင်းပါမယ်ဂျင်လုံမဟုတ်တော့စီးစနစ်တွေကျနေပြီစတတ်သွားပြီညာကျက်သွန်ကြီးထောင်းတဲ့ခါကျရင်တော့နည်းနည်းစိတ်ပြီးထဲပေါ့နော်ဒီစုံနဲ့ဒီကျက်သွန်ကြီးနဲ့ကတော့တိတ်ဆင်မပြီးဘာလဲဆိုတော့ချောထွက်နေအချစ်လိုပဲဖမ်းနေပြေးနေဖြစ်နေ တွေ့လာပြောရင်ပြောခုံထွက်သွားတယ်ကျတော့ထောင်းတဲ့နီလန်ဆီယာလာပြောင်းဟာတိသွားပြီဘလိုမျိုးလေးတဲ့ဘောင်ဝေးကနေတင်သီးလုံပဲอืมဟုတ်တယ်ဗျာမှန်တော့လေဒီငါသစ်တာရဲ့ဘိုင်ထောင်းတဲ့ဟာဟိုလိုမျိုးလေဟိုလိုထိုင်းအထောင်းနေပါလေရောင်းနေအဲ့လိုစုံကြီးနဲ့ဆိုအဆင်ပြေဒီစုံလေးကြတော့တော်တော်သေးနေပျော်ရမကောင်းထောင်းဟာဟိုနဲ့ မထောင်းရင်တော့ပါးစပ်နဲ့တောင်ဝါလိုက်ရှင်ဒီကလုံးတွေစက်မထောင်းတော့ကဲကျဆုံးဖြူရနေရောညက်ပြီဆိုငုပ်သီးစိမ့်လေးထည့်ပါမယ်ညောင်းနေအဲ့ဒါထည့်ရမှာတခါရငါတက်တာလေးတွေကိုအရင်ဆုံးဒီပကံထဲကိုထည့်မှာပေါ့နော်ငါတက်တာပါထည့်ထောင်းအောင်ပါဆိုတော့ဒါပေမဲ့အနှစ်တွေအရင်အများကြီးမလို့ရှင်လို့ပါသုံးလေးတွေပဲအဓိကဆက်ထည့်မှာပေါ့နော် နှစ်တွေအကုန်မထည့်ဘူးလို့နည်းနည်းပဲထည့်မဟုတ်ဘူးပြက်ပြက်ပြက်နေလို့မျိုးဆောင်းကောင်းပါဘူးပြောနေတယ်ပြက်ပြက်ပြက်ထည့်ပြင်တော့တမရသီးလေးနည်းနည်းညှစ်လိုက်ပါမယ်အိတ်ထဲကိုပဲစားလေးထည့်ပါမယ်ရတာတော့ဒါတော့ကိုယ့်ဘာကိုချင့်ချိန်ပြီးထည့်လိုက်ပါတော့နော်တမရလေးနည်းနည်းထည့်ပါမယ် ။အရသာမုံကြိုက်တဲ့လူတွေကတော့ထဲပေါ့နော်မကြိုက်ရင်တော့လည်းမထဲပါနဲ့။ကျွန်တော်ကလည်းနဲ့ထဲပါမယ်။ဟဲ့အဲ့ဆိုရင်တော့စားဖို့တောင်းဖို့တော့ပြင်ဆင်လိုက်ပါအောင်ပဲ။အချင်းလေးကတော့တက်မြတီးကတော့ပြီးမှထပ်ပြီးညှင်မှာပေါ့နော်။ ကဲဒါချက်မအီရဲ့စိတ်လက်ဖတ်တာမဟုတ်တဲ့ငါတက်တာတောင်းလို့ရပါပါပြီဆိုတော့အဲဒီလိုမျိုးလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့ budget save ဖြစ်တဲ့ဟင်းလေးတွေလည်းဒါချက်တတ်ပါရဲ့လို့ပြောပြရပါတော့အမျိုးလိုက်ပြီးချက်စားကြည့်ကြပါအောင်လို့နောက်ထပ်လည်းဒီလိုမျိုးအဲစားလို့ကောင်းတဲ့ဟာရေရှောက်ပွေလေးတွေလည်းထပ်ပြီးချက်ပြပါပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်